မင်္ဂလာပါရှင်2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ကနေနိုဝင်ဘာလ2ရက်နေ့အထိမိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်။အခုတစ်ပတ်တွင်ဘင်္ဂလားပင်လယ်အော်အခြေအနေမှာအခုရက်သတ္တပတ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းငယ်ဟာပုံမှုအားကောင်းလာပြီးဆိုင်ကလုံးမုန်တိုင်းအဖြစ်ကိုရောက်ရှိနိုင်မယ်လို့ခန့်မှန်းရပါတယ်။မြန်မာနိုင်ငံဘက်ကဥတီရွေးရှားခြင်းမရှိဘူးလို့ခန့်မှန်းထားပါတယ်။မိုးချီနေကတော့မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ် ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးရွာသွားနိုင်ပြီးစကိုင်းတိုင်းတနင်္သာရီတိုင်းအေရော်ရီတိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်ဆက်လက်ပြီးနေ့လိုက်တပတ်စာမိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားပါမယ်အော်တိုဘာလ29ရက်နေ့တော်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူတဲ့ရခိုင်ကန်ယူတဲ့မြဝကျောမော်ဒေတာရီနဲ့မုံတမခွေတို့ဘက်မှာ အရှိဘက်ကလေဟာတနအီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးချီနေကတော့စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီးစကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်ရှင်။ မနက်ဖြန်အော်တိုဝါလာ28ရက်နေ့တော်မူလေးဝတာခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျောမော်ဒေသတွေနဲ့မုတ်တမခွေတို့ဘက်မှာအရှိဘက်ကလီဟာတနင်္သာရီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ မိုးချင်းတွေကတော့ရန်ကုန်တိုင်း AR တိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီးစကိုင်းတိုင်းမကွေးတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။မန္တလေးတိုင်းနဲ့ကချင်ပြည်နယ်တို့မှာအများအပြားသားရနိုင်ပါတယ်ရှင်။အောက်တိုဘာလ29ရက်နေ့တော့မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပြီးကပလီပင်လယ်ပြင်နဲ့အကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ တနင်္သာရီကံယူရန်ရခိုင်ကံယူရန်မြို့ဝကျုံးမဒေသတွေနဲ့မုံတမခွေတို့ဘက်မှာအရှိဘက်ကလီဟာတနင်္သာရီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။စကိုင်းတိုင်းအောက်ပိုင်း၊မန္တလေးတိုင်းနဲ့ကချင်ပြည်နယ်တို့မှာအများအပြားတာယာနိုင်ပါတယ်။ တနင်္လာရီတိုင်းမှာနေရာကွက်ပြီးမူကြီးနိုင်ပါတယ်ရှင်အော်တိုဘာလ30ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဒိတ်အနေငယ်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာဒိတ်အသင့်တင်ကနေဒိတ်ထူထားနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္လာရီကန်ယူရန်ရခိုင်ကန်ယူရန်မြို့ဝကျုံပေါ်ဒေသတွေနဲ့မုတ်တမခွေတို့ဘက်မှာအရှိတ်ဘက်ကလေဟာတနင်္လာရီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။ မိုးအခြေအနေကတော့မကွေးတိုင်း၊ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်နီပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးရသွန်းနိုင်ပြီးစကိုင်းတိုင်း၊မန္တလေးတိုင်းနဲ့ကချင်ပြည်နယ်တို့မှာအများအပြားသားရနိုင်ပါတယ်။တနင်္သာရီတိုင်းမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ရှင်။အော်တိုဘားလာ31ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပြီးကပလီပင်လယ်ပြင်နဲ့အကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထန်နိုင်ပါတယ်။ ။ပြည်내ပြင်အခြေအနေကတော့တနင်္သာရီကံယူရန်ရခိုင်ကံယူရန်မြဝကျောမော်ဒေသတွေနဲ့မုံတမခွေးတို့ဘက်မှာအရှိတ်ကလေးဟာတနအီကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှင်းငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့မကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးစကိုင်းတိုင်းမန္တလေးတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာအများအပြားဖြင့်တာယာနိုင်ပါတယ်ရှင် နိုဝင်ဘာလ၁ရက်နေ့တော်မူလေးဥသာခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနေငယ်ဖြစ်ထွန်းနိုင်ပြီးကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူတဲ့ရခိုင်ကန်ယူတဲ့မြဝကျုံမော်ဒေသတွေနဲ့မုတ်တမခွေတို့ဘက်မှာအရှိဘက်ကလေဟာတနအီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။မိုးချီနေကတော့မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်း ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမှုရသွားနိုင်ပြီးစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့မှာအများအပြားတာယာနိုင်ပါတယ်ရှင်။နိုဝင်ဘာလ၂ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနေငယ်ဖြစ်ထွန်းနိုင်ပြီးကပလီပင်လယ်ပြင်နဲ့အကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထောင်နိုင်ပါတယ်။ ပြည်လည်ပြင်းအခြေအနေကတော့တနင်္လာရီကံယူရန်ရခိုင်ကံယူရန်မြဝကျုံမော်ဒေတာရီနဲ့မုတ်တမအခွေတို့ဘက်မှာအရှိတ်ကလီဟာတနင်္လာရီကိုစိုင်မိုင်ကနေမိုင်၂၀ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနည်းငယ်ကနေလိုင်းအသင့်အင့်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္လာရီတိုင်း ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပြီးစကိုင်းတိုင်းနဲ့ကချင်းပြည်နယ်တို့မှာနေရာကွက်ကြမိုးရွာသွန်းနိုင်မှာကြောင့်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကရသက်တပတ်မူလေဝသအခြေအနေတွေကိုထုတ်ပြန်ပေးထားပါတယ်ရှင်။